ဟုတ်ကဲ့မင်္ဂလာပါမလေးရှားနဲ့ကျွန်တော်တီးများအစီအစဉ်မှပြန်လည်ကြိုဆိုပါရစေဒီကနေ့ကျွန်တော်မိတ်ဆွေတို့ပြန်လည်ဝေမျှပေးမယ့်အကြောင်းအရာလေးကတော့တက်ရှန်ကိုအကောင့်တရနေတော့မလေးရှားနိုင်ငံဖုန်းနံပါတ်တွေကိုငွေဖြည့်တဲ့ပုံစံလေးကိုကျွန်တော်ပြန်လည်ဝေမျှပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကတော့တင်ဆက်သူဘလော့ဂါကိုထုတ်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပထမဆုံးမိတ်ဆွေရဲ့တက်ရှန်ကိုအကောင့်တွေကိုဝင်ရမှာဖြစ်ပါတယ် โอเคကျွန်တော်တက်ရှင်ကိုကောင်းလေဝင်လိုက်ပါမယ်အဲ့တော့ကျွန်တော်တက်ရှင်ကိုအကောင့်တွေကိုမဝင်ခင်မှာမေဆွေတို့အတီးပေးစရာလေးတခုရှိပါတယ်။အော်တက်ရှင်ကိုအကောင့်အနေနဲ့ကျွန်တော်ဖုန်းဘေးဖြည့်တယ်ဆိုလို့ရှိရင်ဖြည့်တတ်တဲ့ error လေးရှိပါတယ်။အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ line ချက်တဲ့အခါကျလို့ရှိရင်စောင့်ရတာဖြစ်ပါတယ်เนาะချက်ချင်းမဝင်တာမျိုးတွေတခါကျရင် ကြာနေတာမျိုးတွေဖြစ်တတ်ပါတယ်။အဲတော့မိတ်ဆွေတို့တကယ်ကြီးတဆန်ဦးနဲ့ငွေဖြည့်မယ်ဆိုရင်တော့အဲ့ဒီပြဿနာလေးတခုကိုတိထားဖို့လိုအပ်ပါတယ်။ဟုတ်ကဲ့ဒီမှာဆိုရင်ကျွန်တော်ဘယ်ထဲဝင်ရမှာလဲဆိုတော့ဒီမှာပေါ့နော်ကျွန်တော်ဝိုင်းပြရတဲ့နေရာလေး mind rebate ဆိုတဲ့နေရာလေးကိုဝင်ရမှာဖြစ်ပါတယ်။အဲတော့ဒီမှာမိတ်ဆွေတို့တွေ့ရတဲ့ logo လေးတွေအရဆိုလို့ရှိရင်သူကအပြောင်းလဲရှိရပေါ့နော်ဒါ UI ဘိုင်းလေးအရဆိုရင်အပြောင်းလဲမှုရှိပါတယ်။ ဒီဘာရှင် average မြင့်သွားရင်လည်း UI အပြောင်းလဲရှိရဲ့အတွက်ကျွန်တော်တင်ဆက်တဲ့အချိန်မှာ UI ပုံစံလေးက redial link ဖြစ်တဲ့အတွက်เนาะမိတ်ဆွေတို့လည်းကြည့်တဲ့အချိန်မှမူတည်ပြီးတော့ UI အပြောင်းလဲတွေရှိနိုင်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ဝင်မှာတော့မိတ်ဆွေတို့မှတ်အမှာဒီ my page ဆိုတဲ့နေရာလေးကိုဝင်တာဖြစ်ပါတယ်။အဲ့တော့အရှိမကျွန်တော်ဗီဒီယိုတွေရှိတယ်လုပ်တဲ့သူတွေဗီဒီယိုတွေဝင်ကြည့်မယ်ဆိုလို့ရှိရင်တော့နေဟာနီးလွဲနေမှာဖြစ်ပါတယ်เนาะဒါလေးကတော့ဖြစ်တဲ့အဲ error လေးပါ။ဒါသူအချိန်ကာလနဲ့ ပိုင်းခြားပြီးတော့သူက software error တက်တဲ့အခါကျတော့ရှင် UI နည်းအပြောင်းလဲရှိတဲ့အခါကျတော့ထားတဲ့နေရာနည်းအပြောင်းလဲရှိတတ်ပါတယ်။ဟုတ်ကဲ့အဲ့ဒီမှာကျွန်တော်တို့နောက်ထပ်ပြောကြရတခုရှိတာဘာလဲဆိုတော့ဒီဟာလေးကဆိုလို့ရှင်တော့အော် international နော် international ဆိုတာကကျွန်တော်တို့မြန်မာနိုင်ငံကိုလွှဲမယ်ပေါ့နော်နိုင်ငံတပြည့်နိုင်ငံတွေကိုလွှဲမယ်ဆိုလို့ရှင်ဒီတွေကိုဝင်ရမှာဖြစ်ပါတယ်။အဲ့ဒီတွေကိုကျွန်တော်ဝင်ပြမယ်ဗျာ။ ဒီမှာဆိုရင်ပေါ့နော်ဒါမိတ်ဆွေနိုင်ငံနေရွေးလို့ရတာဖြစ်ပါတယ်ဒီမှာဆိုရင်နိုင်ငံပေါင်းများစွာကိုမိတ်ဆွေဖုံးပြီးရွေးလို့ရမှာဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီကျွန်တော်အခုကမလေးရှားနိုင်ငံအတွင်းလွှဲတဲ့စနစ်ကို ပြောမှာဖြစ်တယ်ဒီပြည်နိုင်ငံတွေကိုလွှဲတဲ့ပုံစံကတော့မိတ်ဆွေတို့စမ်းပြီးတော့ try ကြည့်လို့ရပါတယ်အဲ့တော့မလေးရှားနိုင်ငံတွင်လွှဲမယ်ဆိုရင်တော့ကျွန်တော်ဆွမ်းနားပြောခဲ့တဲ့ဒီ mind rebate ဆိုတဲ့နေရာလေးကိုဝင်ရမှာဖြစ်ပါတ ် my mb page ဆိုတဲ့နေရာလေးကိုကျွန်တော်ဝင်လိုက်မယ်။နော်ဒီနာလေးကိုကျွန်တော်ဝင်လိုက်မယ်။ Okay အဲ့ဒီမှာတခုကပါလဲဆိုဒီပေါ်နေရဲ့နံပါတ်လေးอ่ะဆိုရင်မိတ်ဆွေလက်ရှိအကောင့်ဖွင့်ထားတဲ့နံပါတ်လေးပဲဖြစ်ပါတယ်။အဲ့တော့မိတ်ဆွေကဒီနံပါတ်ကိုလွှဲမှလား။ဒါဝင်ဒီပြည့်နံပါတ်ကိုလွှဲမှလား။အဲ့တော့မိတ်ဆွေကအခြားလူနံပါတ်ကိုလွှဲမယ်ဆိုရင်တော့မိတ်ဆွေကနံပါတ်အသေးရရမှာဖြစ်ပါတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့မိတ်ဆွေက ကွန်တက်လင့်နေရနေရှာခြင်းနဲ့ဆိုရင်တော့မိတ်ဆွေက detail ကိုဝင်ရမှာဖြစ်ပါတယ်ဒီကွန်တက်လင့်လေးကိုနှိပ်ပြီးတော့ရှာရမှာဖြစ်ပါတယ်ကျွန်တော်အစမ်းဝင်ပြမယ်ဗျဒါဆိုရင်မိတ်ဆွေကကွန်တက်လင့်နဲ့ရောက်သွားပြီအဲ့တော့မိတ်ဆွေကကြိုက်တဲ့ဟာကိုဝင်ပြီးတော့ရွေးလို့ရမှာဖြစ်ပါတယ်အခုတော့ကျွန်တော်ပြန်ထွက်လိုက်မယ်ဗျကျွန်တော်ကဒေဗစ်နံပါတ်ကိုလည်းလွှဲမှာမဟုတ်ဘူး ကျွန်တော်ကကိုနံပါတ်ကိုကိုပတ်စံငွေပြမှာဖြစ်ပါတယ်အဲကျွန်တော်နံပါတ်သေးရိုက်เสียမလို့ပါဘောเนาะမိတ်ဆွေတို့တကယ်လို့နံပါတ်ပြောင်းလဲလို့မယ်ဆိုရင်တော့ဒီနားမှာပြောင်းအောင်ဖြစ်ပါတယ်ဒီနားလေးမှာပြောင်းလဲလို့အောင်ဖြစ်ပါတယ်အဲ့တော့တဲရှန်ကိုရဲ့တခုအားနဲ့ချက်ကဖုန်းနံပါတ်နှိပ်လိုက်တာနဲ့သူကဘာကတ်အမျိုးအစားဆိုတော့မပေါ်ဘူးဗျာเนาะအဲ့တော့အဲ့ခါကျတော့မိတ်ဆွေတို့ကကတ်အမျိုးအစားနံပါတ်ကိုရွေးပြရပါတယ် တဲ့မျိုးစားနံပါတ်မှားသွားလို့ရှိရင်လေကျွန်တော်တို့ပတ်စံကမရောက်ဘူးပေါ့နော်ပတ်စံမရောက်ဘူး error ဖြစ်ပြီးတော့ကိုယ်တည်းကို ပြန်ဝင်လာတာမျိုးတွေဖြစ်တတ်တယ်ဗျအဲ့တော့ဒီမှာသူအောက်မှာရေးထားတဲ့စင်ကနံပါတ်တွေရှိတယ် holy segun dg u mobile yes နော် don't dot ရှိတယ်အဲ red one ရှိတယ် ho ရှိတယ် hello sin ရှိတယ်နော်အဲ့ထက်ကမှမိတ်ဆွေစင်ကအမျိုးအစားကိုမိတ်ဆွေတိမှသာတွဲလို့ရမှာဖြစ်ပါတယ် ဲ့လိုမိတ်ဆွေကဖုန်းနံပါတ်ပဲတည်တယ်စင်ကာမျိုးဆိုတာမတည်ဘူးဆိုလို့ရှိရင်လေပတ်စံထည့်တဲ့နေရာမှာချောရှုံမှုရှိမှာပေါ့ပေါ့အခုဆိုရင်ကျွန်တော်ကကျွန်တော်စင်ကာမျိုးဆိုတာကိုကျွန်တော်နှိပ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်တော့မိတ်ဆွေတို့ကငွေမျိုးဆိုတာငွေဘောနော်ကိုထည့်မဲ့ငွေမောက်ကိုရွေးချယ်ရမှာဖြစ်တယ်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ကဒါဆိုရင် mobile credit เนาะ mobile credit ဆိုတာကကျွန်တော်ပတ်စံကိုပြောတာဖြစ်တယ်အဲ့တော့ပတ်စံ ဘလောက်ထဲမှာလဲပေါ့နော်ဒီမှာဆိုလို့ရှိရင်ရှိတယ်10ရှိတယ်30ရှိတယ်50ရှိတယ်100ရှိတယ်ပေါ့သူပေးထားတဲ့အတိုင်းကိုကပြည့်လို့ရမှာဖြစ်ပါတယ်ဥပမာမိတ်ဆွေက40ပြည့်ခြင်းနဲ့ဆိုရင်30တခါ10တခါပြည့်ရမယ်အဲ့တော့မိတ်ဆွေ50ပြည့်ခြင်းတော့50ကိုတန်နှိမ့်လိုက်လို့ရတာဖြစ်ပါတယ်အဲ့လိုမျိုးပဲ20ပြည့်ခြင်းနဲ့ဆို10တခါပြည့်ရမှာဖြစ်ပါတယ်အဲ့တော့အောက်မှာကျတော့ပါလဲဆိုတော့ဒီက internet เนาะ internet packet တွေဖြစ်ပါတယ် အင်တာနက်ဝင်မေးမိတ်ဆွေတို့ကအင်တာနက်သုံးဝင်ဆိုလို့ရှိရင်တော့ပိတ်ကက်လေးတွေတခါတည်းတန်းဝင်လို့ရမှာဖြစ်ပါတယ်။နောက်အောက်မှာပိတ်ကက်အမျိုးအစားလေးတွေရှိရပေါ့။ single ရဲ့ application မှာပဲသွားပြီးတော့ရွေးချယ်ရင်တော့ပိုအဆင်ပြေနိုင်တယ်ဗျ။အဲ့တော့ကျွန်တော်ကတော့ဘေးဖြစ်မယ်ပေါ့နော်။ဒါကျွန်တော်ဒီ single တဲကိုဘေးဖြစ်မယ်။နောက်ဆုံးတော့ကျွန်တော်ပတ်စံငွေမှာကိုရွေးမှာဖြစ်ပါတယ်။ငွေမြောင်းကတော့ကျွန်တော်90လို့ပဲရွေးလိုက်မယ်ဗျ။အဲ့တော့ကျွန်တော် top up 90လုပ်မယ်ပေါ့နော်။အဲ့တော့ဒီမှာသူ့ကို top up နှိပ်လိုက်ရင်ရပြီပေါ့ကျွန်တော် ပတ်စံကကျွန်တော်ရဲ့ account တွေကိုဝင်သွားမှာဖြစ်တယ်ကျွန်တော် top ကိုနှိပ်လိုက်မယ်เนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ပတ်စံကဖတ်သွားပါတယ်သူက point လေးပေးတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီပတ်စံက90အပြည့်လုံးတော့ဝင်မှာမဟုတ်ဘူးเนาะဆက်သွေးရေးအခွန်နှုတ်ပြီးတော့ဝင်တဲ့အမောက်ကိုဥပမာဝင်မှာဖြစ်ပါတယ်ကာရှင်ကဖြစ်တဲ့ဆက်သွေးရေးအခွန်ပါစင်းနဲ့သူက နှုတ်ပြီးတော့မှဟိုဘက်ကိုဝင်มาဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဟိုဘက်မှာပတ်စံဝင်လာတော့တခါတည်းသွားစစ်မယ်ဗျဟုတ်ကဲ့ကျွန်တော် message box ထဲကိုဝင်ပြီးတော့ကြည့်လိုက်မယ်ဗျအဲ့တော့ message box ထဲမှာပတ်စံတော့ဝင်နေဗျကျွန်တော်ပြောသလိုပဲသူတို့ percent နဲ့ဖြတ်ထားတယ်ဗျအဲ့တော့ကျွန်တော်လွှဲလိုက်တာ90ဖြစ်တယ်ဒီမှာဝင်တာကတော့ကျွန်တော်တို့48ကျင်းနဲ့18ပြား ဘောနော်ဒါသူတို့ဖြတ်တဲ့ SSD ကကျတော့6%နဲ့ဖြတ်တာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ဒီမောက်တိုင်းကိုကျွန်တော်တို့ကပြန်ပြီးတော့စစ်လို့လည်းရတယ်တကယ်ကြီးကျတော့မိတ်ဆွေတို့ငွေလွှဲမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့အမောက်တဲနည်းနည်းလေးပို့လွှဲမှသာအဆင်ပြေမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့က data တွေဝယ်မယ်အဲဒီပြင်တယောက်ယောက်ကိုငွေလွှဲပေးမယ်ဆိုလို့ရှိရင်90တီလွှဲလို့90တီတော့မဝင်ဘူးဆိုတာဒီတိုင်းရပါပြီဗျဟုတ်ကဲ့ အဲ့ဒါဆိုရင်တော့ကျွန်တော်တို့တက်ဆန်ကူကနေငွေလွဲပုံအစင်စင်ကိုမေဒီယိုနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်။